ားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာစင်မဲတနုပြူရဲ့ကျွန်ုပ်နဲ့ဇယားတို့ပထမခြေလှမ်းအစားဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ရိုးမတော်ရဲမှာခြေတကောင်ကိုကျွန်ုပ်အကြာနာချင်းရွယ်နေပါတယ်မုံဆိုးတို့ပညာရဲ့အရာလေးထက်မှရှိနေခြင်းပဝင်းကျင်တိတ်ဆိတ်နေခြင်းတားကောင်ကအစာအောင်အငမ်းမရအစားတောင်းနေခြင်းဒီထက်ပိုင်တာဘာမှမရှိဘူးအဆိုပါချက်ကြီးများနဲ့ကန့်ညီနေချိန်မှာ ဒီသားကောင်ကကျွန်ုပ်လက်မှာဘလို့လွတ်တော်မလဲဒါပေမဲ့စူးစိုက်ကြည့်နေတဲ့မျက်လုံးကမျက်ရည်ပူများကျလာပြီးတော့အမြင်တွေဝါလာတယ်အရေးတဲ့မျက်လုံးကလည်းအာကုတ်သွားလာပြီမျက်လုံးကိုလက်ဖြဲလှည့်မြန်စွာပွတ်လိုက်တော့မျက်လုံးရဲ့ဝေးဝါးမှုကပိုဆိုးလာတယ်မျက်လုံးကိုအတင်းပြဲပြီးတော့ဖြစ်ချင်ရဖြစ်တနတ်မောင်းကိုဆွဲညှစ်လိုက်တော့ကျွန်ုပ်ရဲ့ဘဝတသက်တာမှာဒီတစ်ချိန်ကိုမကြည့်နှက်ဆုံးဖြစ်နေတော့တယ်ကျွန်ုပ်ထူနေကအဖွဲ့မကောင်းလို့ဘာသာကောင်မှမရခဲ့ဘူး ရွာရှိကကစုံအိမ်မှာကစုံရက်ကိုချိုးပြီးတော့ပြန်ခဲ့ရတယ်။ပူပူလေးဆိုရင်အနှိမ့်ပဲ။ထိုကိစ္စကိုမသိမြင်ကိုပြောပြတော့အိုးဒါရှင်မျက်စိမှုန့်ချင်လာတာမျက်မှန်တက်ရမယ်။အိုးမုံဆိုးလိုက်တဲ့နေရာမှာမျက်မှန်ကြီးနဲ့ဘဲပြက်မလဲ။ဒါဆိုရင်ရှင်ကဘလို့မြင်မလဲ။အခုတော့နီးနီးလေးပြက်နေရလွဲနေရ။ကျွန်တော်မသိမြင်ကိုပြန်မပြောတော့ဘူး။ကိုမျက်စိကိုဒေါသဖြစ်နေတယ်။ကိုအသက်လည်းကိုပြန်ကြည့်အောင်။ဇယားကမလာဘဲနေလို့မရဘူး။သူ့ချိန်နဲ့သူရောက်လာမှာပဲ။ လူငယ်ဘဝလိုတော့ဘယ်ပြန်ဖြစ်တော်မလဲမသိမြင်စကားကကျွန်ုပ်တို့သားကိုပို့ပြီးတော့ဖြစ်စေရတယ်ဟေးအတက်ကြီးပေမဲ့တွတ်ပြီးတော့ကမပြက်စည်းသေးဘူးကွာမျက်စိလေးမှုန်နာနဲ့မအိုသေးပါဘူးကျွန်ုပ်လည်းမသိမြင်တဲ့စကားဆက်ပြောနေရင်ရန်ဖြစ်ယုံပဲရှိတော်မယ်ရွာလေးကိုထွက်ခဲ့တယ်ဒီမိန်းမတော့ရွာလေးရောက်တော့မနိုင်မနှင်းဖြင့်ဝလုံးထန်းလာတဲ့ဘာကြီးမြင့်ကိုတွေ့လိုက်ရတယ်ဟာဘာကြီးမြင့်ကလေးတွေကိုခိုင်းရောက်ပေါ့ဒီရင်ကကောင်းနေကိုအားကိုးနေရင်ဘာလုံးမှပြီးမှာမဟုတ်ဘူး စံကုန်မြေလေးတွေကျွန်တော်လည်းမနေသားလို့နောက်မှဝင်ထမ်းလိုက်တယ်။ရတယ်ကျွန်တော်ဝိုင်းထမ်းပြီမယ်။အေးကွာကျေးဇူးပဲ။ဝလုံးငါးလုံးအလေးချိန်ကဘာမှမလေးတော့လဲ။ကြကြထမ်းတော့အတော်ကြီးမောလာတယ်။ဟိုရုံးကငါဒီလိုမမောပါဘူး။အခုဘလို့ဖြစ်တာပါလဲ။ဘာကြီးမြင့်တို့အိမ်ကိုရောက်တော့ရေတခွက်တောင်းတောက်ပြီးတတော်ကြီးအမောဖြေရပါတယ်။ဒီလောက်ကလေးမောရလား။မိမိကိုကိုမကျေနပ်ဘူး။ရုံးမတော်ထဲမှာတားကောင်ကိုထမ်းလာရတဲ့အကွာအဝေးပဲမမောဘူးယခုဘလို့ဖြစ်လေတလဲ ကျွန်တော်မိမိကိုကိုမကြည်မနှက်ဖြင့်ရွာလေစန်းသားဆိုင်ရှိလက်ဖက်ရည်ကျန်းဝိုင်းကိုထွက်လာခဲ့တယ်။ကိုလူလာရဲ့စန်းသားဆိုင်ကရွာလေဝဲလူကြီးဆောင်ရအရက်ဖြစ်တယ်။ကျွန်တော်ရောက်သွားချိန်မှာတော့နဖူးတောက်ကြီးလက်မောင်းလဲနေကြတယ်။ကျွန်တော်လည်းငါမအိုးသေးကြောင်ပြကျင်လို့လက်တို့ဖြစ်ရတယ်။ဟေးမင်းတို့ထဲကဘသူပိုလဲ။ဥတုပိကြီးကလည်းကျွန်တော်လေးချက်ကြီးကလက်မထောင်ပြတယ်။ချက်ကြီးကသူ့ဗလကိုဟန်ရေးတပြပြလုပ်နေတယ်။အေး မင်းဘိုးဆိုရင်ငါနဲ့လဲမလားဥတုပီကြီးကလည်းနောက်နေပြန်ပြီနောက်တာမဟုတ်ဘူးအတိပြောနေတာဒါဆိုရင်လှုပ်လိုက်လေချက်ကြီးကသူ့အကျွတ်သားကိုညှက်လိုက်ရင်နဲ့ခုံပေါ်ကိုလက်ကိုတင်လိုက်တယ်ကျွန်တော်လည်းအင်ဂျင်လက်ကိုပင့်တင်ရင်နဲ့လက်ချင်းချိတ်လိုက်တယ်ဟစ်ကောင်ချက်ကြီးငါကညာမှာမဟုတ်ဘူးနော်လှုပ်လိုက်လေလက်လဲပွဲကြီးစကြည့်ပြီကျွန်တော်အားထည့်ပြီးလှဲတယ်ချက်ကြီးကလည်းအားနဲ့ပြန်ခုခံတယ်နှစ်ယောက်သားအကျိအနေဖြစ်နေချိန်မှာကျွန်ုပ်ကအားကုန်ထည့်ပြီးတော့လှဲချလိုက်တယ်ချက်ကြီးခင်ဗျာ လက်လွဲကြတဲ့အချိန်ဖြစ်ခုံပေါ်ကပင်ပြုတ်ကျသွားပါတော့တယ်။ဟာချက်ကြီးရှုံးပြီ။ဘာတက်နိုင်တယ်လဲ။မင်းတို့လောက်ကတော့အပြော့ပေါ့ကွာ။မှတ်ချက်နောက်မှသိရတာကချက်ကြီးကကျွန်တော်ကိုတမင်စကြံလို့အရှုံးပေးလိုက်ခြင်းဖြစ်ကြောင်းသိရတော့တယ်။တမင်အရှုံးပေးတာကျွန်တော်ကမိမိကိုယ်ကိုလွန်စွာမှအားတက်သွားတယ်။ချက်ကြီးလိုဗလကောင်ကိုတစ်ချက်သေးနဲ့လှဲချနိုင်တာကကျွန်တော်မအုပ်သေးကြောင်းပြလိုက်ခြင်းပဲမဟုတ်ပါလား။ ။စပိညာဆိုင်မှာပြန်တော့ကျွန်တော်လွန်စွာအားတက်နေတယ်။ငယ်မူငယ်သွေးစိတ်တွေကဝင်လာတယ်။ငါကွ။ကျွန်ုပ်ချမ်းဝိုင်းတဲ့ကိုပြင်ရောက်တော့တရက်သေးတွေခုနေတဲ့မသိမြင်ကိုတွေ့လိုက်ရတယ်။ထိုအကြောင်းကိုမသိမြင်ကိုပြောပြတယ်။မသိမြင်ကကျွန်တော်ကိုမြင်လာနဲ့အတော်ပဲတရက်သေးကိုတကျူးနဲ့ခုပေးဆက်မှာ။အိုးတကျူးနဲ့ခုတာကြာပါတယ်။ငါတက်ပြီးတော့ခုပေးမယ်။ကျွန်ုပ်ကပြပြဆူဆူတရက်ပင်ပေါ်ခုန်တက်လိုက်တယ်ဒီပင်ကကျွန်ုပ်တက်နေကြပေါက်ပြအေးယောက်ျာရှင်မတက်နဲ့လေမတက်နဲ့ ငါများထင်သေးလို့ငါကမအိုသေးပါဘူးချက်ကြီးလိုဗလကောင်တော့အလဲတီးနိုင်နေကောင်းกว่าကျွန်ုပ်စကားမဆုံးလိုက်ဘူးခြေနှစ်ဖက်လက်နှစ်ဖက်ကုတ်ထားတဲ့နေရာများကမမြဲတော့ဘူးအားမရှိတော့ဘူးတပြေးပြေးနဲ့တုံလာပြီးတော့အောင်မလေးပြတရက်ပင်ပေါ်မှာခွေးကြကြကြည်တော့တယ်မသေးမြင်ကကျွန်ုပ်ထံကိုပြေးလာပြီးတော့ပြောတော်စကားမှာတစ်ပင်ပေါ်မှာကြတာထပ်ပို့ပြီးတော့နားစီတော့တယ်ကိုတက်ရွယ်ကိုပြန်ကြည့်ခြေလန်းကဇရာဖက်လှမ်းနေပြီးကိုကုတ်ကိုမန်းကမလျှော့သေးဘူး ျွန်ုပ်နဲ့ထိုးကွင်းကျွန်ုပ်တို့ကြုံတိုင်းသားလူဟောင်းကြီးများတက်ကြီးရွယ်အိုယောက်ျားများမှပေါင်မာထိုးကွင်းများရှိတတ်ကြတယ်ဒီလိုရှိရင်ခုံယူတတ်ကြတယ်ပေါင်မာထိုးကွင်းရှိမှယောက်ျားပိတာတာကွာကျွန်ုပ်တို့ကာလာသားအရွယ်မှာထိုးတလေတိတ်မရှိတတ်ပါဘူးအသားနာမခံကျင်တာလေးပါပါလိမ့်မယ်ဟာမလုံနဲ့ယောက်ျားမပိတာလို့ဂန်တို့ဖြစ်ခြင်းပြင်မထိုးဘူးမထိုးဘူးအမိုက်မခံဘူးကျွန်ုပ်တို့ငယ်စဉ်ကညနေခင်းချိန်ဆိုရင်ရွာရှိယောက်ျားကြီးများလုံးကြီးကိုပြောင်းအောင်ကရောင်းကြိုက်ပြီးတော့ ထိုးခွေးများပေါ်ပြီးတော့ချင်းကပ်နေကြတာကိုကြည့်ရတာကခံ냐လှပပါတော့တယ်။ပြောင်းနေရပဲထိုးခွေးအောင်ပြောတာ။ရကုကျွန်ုပ်တို့ဂျုံတိုင်းရွာမှာတော့ပေါင်မှာစိမ့်မင်ကြောင်မထိုးတော့ပဲရွာလူငယ်လေးများကလမောင်းရံပတ်ကြောကုန်ခြေတလုံးများမှာစိမ့်မင်ကြောင်များကိုထိုးလာကြတယ်။အရေးပြော့ဒီရင်ဘက်ကိုကြည့်ဒါဘာမှတ်တယ်လဲ။အမဲတီကောင်ကြည့်တော့ဟာနကနကပါဗျာတွေ့လားမန်းဖီနေရာထိရနေပေါ့မှာရေရတဲ့တာကြီးရဲ့နင်ဟာတီကောင်ကြည့်နေတူတာ။ ဒီလိုစိတ်မထိုးခံရမြိုင်သားမျိုးတက်ကြရတယ်။အော်တရားလုံရင်လိုက်လို့ကြတာပါလားနော်စိတ်ပြက်စရာငါပုံကဖြန်ကိုထားပန်ငါပုံကချင်တဲ့ငါပုံကကြားกว่าပုံစံမျိုးစုံတချို့ဘာပုံမှန်းမသိဘူးကြောင်ကြောင်ကြားကြားတွေပဲပါလာတယ်။တချို့လူငယ်များကအပေါ်အင်းကြီးချွတ်ပြီးတော့စိတ်မင်ရုံများမြင်အောင်လန်းတလာပြကြတယ်။ဘာဖြစ်တာလဲတနေ့မနက်တကြီးပါးစင်းနဲ့အာနိုးလာမိုးတို့ရောက်လာကြတယ်။ကဲဥတ်တော့ပေးမင်းညကအပြိုကြီးရွှေမီအနိုင်ခံရတယ်။ ဟာဘာလဲတကြီးရဲ့ရှင်းရှင်းပြောပါ။ဟာလူရင်းပြောလိုက်တာလောသွားတယ်။ဒါဆိုညကအဖြူကြီးအိတ်နေတော့ထရံပောက်ကိုဖျဲပြီးတော့အဖြူကြီးရဲ့မှုရာကိုလက်နဲ့နှိုက်နေရတွေ့လို့လက်နဲ့တမင်းနဲ့ထိုးကြည့်လိုက်တော့လက်မှာဆေးမင်ရုပ်ကိုမှတ်မိလိုက်တယ်ဗျ။အဲဒီရုပ်ကတမြောင်မှာမွေဟောက်ပတ်နေရပုံးနဲ့အဖြူကြီးကလည်းလက်အော်တော့ထွက်ပြေးသွားတယ်။ဘာရီပါသွားသေးလဲ။ဘာမှတော့မပါသွားဘူး။ဟင်ဒါအကြောင်းသိဖြစ်မယ်တော်တော်တင့်ရတဲ့ကောင်းမယ် ကဲထားထားလိုက်အခုရွာမှာဒီအယုတ်ထိုးထားတဲ့လက်ပိုင်ရှင်ကိုတိုးတိုးတက်တက်ရှာရမယ်အဲ့ဒါခမ ्या ကိုလာပြောတာသူ့ရာနဲ့တခါတည်းဖန်းခေါ်လာခဲ့ဩတိပီတိပီသဘောပေါက်ပြီတကြီးစိတ်ကိုင်းချက်အရာကျွန်ုပ်မှာလူငယ်များစုဝေးတက်တဲ့ရွာလေရှိစမ်းသားဆိုင် အကျော်ဆိုင်ထရေဆိုင်ကိုရောက်ရှိဆောင်ဆန်းရတယ်မှန်းစမ်းမင်းလက်ကရုပ်ကဘာရုပ်လဲမွေတော့မွေဒါပေမဲ့ဒါမှမပါဘူးမင်းရုပ်ကရောကြောက်စရာကြီးပါလားဘလူးကြီးဥတ်တွပေး ကျွန်တော်တို့ရုပ်တွေကိုလိုက်ကြည့်ပြီးတော့ဘာလို့မလို့လဲထိုးမလို့လားအေးကွာငါထိုးကြံနေထားပေမဲ့ဒီပုံတွေမဟုတ်ဘူးဓမြကိုအမွေဟောက်ပတ်နေရဲ့ပုံအမေတဲဟုတ်ပါလားဘယ်မှာထိုးမှာလဲဒီလက်မှာပေါ့ကွာကျွန်ုပ်ကတကြီးပါစီပြောသလိုညာလက်ဖြန်ကိုပြလိုက်တယ်အာကဥတ်တပေးဘလို့ဖြစ်တာလဲဒီတော့ဘယ်မှာထိုးရမှာလဲရွာမှာဘသူထိုးတက်လဲရှိတာပေါ့ဥတ်တပေးရဲ့ရွာသားတော့မဟုတ်ဘူးရွာတကာလှည့်ထိုးနေတယ်လို့မနေ့ပြန်ရွာကိုရောက်မယ်ကျွန်ုပ်လည်းစိတ်ထဲကဝမ်းသာသွားတယ် အဲ့ဒီလိုလိုင်းငေါ့ပြောစမ်းဒီလိုနဲ့နောက်နှစ်ရက်လောက်ကြာတဲ့အခါနယ်လက်စေးမင်ထိုးနေတဲ့ကိုရဲဆိုသူရွာကိုရောက်ရှိလာတယ်။ဒီမှာကျုပ်ထိုးကျင်တာကဓမြကိုမွေဟောက်ပတ်နေရပုံပဲ။ရတာပေါ့ကျွန်ုပ်ကဆုံတောက်စတိုင်ဖြစ်ကြည့်ရင်ဒါနဲ့နေပေါင်းกว่าအဲ့ဒီလိုဓမြကိုမွေဟောက်ပတ်ထားတဲ့ပုံကိုဒီရွာမှာဘသူထိုးပြီးတည်တယ်လဲ။ကျွန်ုပ်ရဲ့မေးချက်ကိုထိုးလို့ကိုရဲစဉ်းစားနေတယ်။อืมဒီပုံဒီဇိုင်းကတော်တော်ကိုတော့အောက်နေရကြီးဗျအခုခင်မိတဲ့ပုံတွေပဲအထိုးများတာ နေပါအောင်ပြီးခဲ့တဲ့လဒီဝါကိုရောက်တော့သူသူကစဉ်းစားပြီးတော့အာဟုတ်ပြီဟုတ်ပြီကိုပိုက်ကလေးကိုပိုက်ကလေးဆိုတဲ့လူပြဒီလက်ဖြံမှာထိုးတာမှတ်မိပြီဟေးကျွန်ုပ်မှဘာဆက်ပြောရမှမသိတော့ပါဘူးအပြူကြီးရွှေမိကိုထရံပေါက်မှာတွားနိုင်သူမှာတပည့်ကျော်ပိုက်ကလေးဖြစ်ကြတော့တယ်ကြော်လို့ကြားလို့မှမကောင်းမင်းကွာဇက်တော်အပေါက်ပိန်ရပြီတကယ်လို့တကြီးတီသွားရင်တော့ဘိုက်ကလေးမလွယ်ဘူးထိတ်တော့ကျွန်ုပ်ကစဉ်းစားရင်းနဲ့အကြံထုတ်ရတော့တယ်စိတ်မင်ထိုးမဲ့ကာလာသားတွေကလည်း စုယုံရောက်ရှိနေပြီကိုရဲကကဲဥတုပီထိုးမယ်လေကျွန်တော်လည်းဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးတော့ကဲငါလေးထိုးမယ်ပြီးရင်ဒီမွေဟောက်ကဓမြကိုပတ်နေတဲ့ပုံကိုဒီလက်ပြံမှာထိုးတဲ့လူတိုင်းကိုထိုးကမပေးရတဲ့အပြင်ငွေတထောင်စုချိမြင့်မယ်ဟဲ့ကျွန်တော်စကားကြောင့်ကာလာသားတွေသဘောခွေသွားပြီးတော့သူ့ထိုးမယ်ငါထိုးမယ်ဖြစ်ကုန်တော့တယ်သူမှသာထိုးပုံများကာလာသားတွေလက်တွေမှာတွေ့နေရင်တကြီးလေးတရကန်ဆက်ကိုရှာနိုင်မှာမဟုတ်တော့ပါဘူးဘလိုပင်ဆိုစေ ကျွန်ုပ်လက်မှာထူပုံကြီးကအမှန်ပင်အဖက်တင်ကြံ့ရခဲ့ပါတော့တယ်။ကျွန်ုပ်တို့ကြုံတိုင်းရွာမှာလူအမျိုးမျိုးရှိကြပေမဲ့အခြေခံကတော့ပကတိယူသားကြတယ်။လူယူဆိုတာရွာတင်းကြီးမှာပဲရှိကြပါရဲ့ကွာ။ဒီလိုယူသားကြတဲ့ရွာသားများအပေါ်မှာမယူသားတဲ့စိတ်ဖြင့်လိန်လို့လင်းလွဲကူစွာလိန်လို့ရတယ်။ကုန်ပါပြီတော့ရုံပြီလို့ဈေးကြံတောင်းလေးပေးကင်ထားတာလစ်သွားပြီ။ကျွန်တို့ရွာမှာလူလိန်လူကောက်များမရှိကြတော့လေလူတက်ရောင်ကများကပိုးပြီးတော့ပေါ်တယ်အဲ့ရုံးကဗျာ ကျတို့မြန်မာစစ်ကြောင်းကြီးကဒီဘက်ကနေချင်းမျက်နှာဖြူတွေတမောကြီးတွေမြင့်လေကစံတက်ဘေးပြောကောင်းမလဲဒါနဲ့ဦးကြီးကဘေးနေရာတိုက်တာလဲအဲတော့ငါကဟာခွေးကောင်လဲငါတော့မမွေးသေးဘူးကဒီလိုတက်ရောက်ကလူတွေထဲမှာစိုးစုံကတော့ကိုပါမောင်မယ်သူမသိတာသူမတက်တာဘာမှမရှိဘူးအောင်မလေးပြတွေးထုတ်ဖြစ်တာများရော့ပြားမိရွက်ကလေးစားလိုက်ပျောက်ရောပဲတက်ရောက်ကမှန်သိတော့လဲရဲကြီးရွာကြီးမှာဖင်ပေါ်လို့သူ့ကိုလက်မလွတ်နိုင်ဘူး ချုပ်ပြေးလိုက်မယ်ဥတ္တပေးဒီနေ့ရွာဦးစရာတော်ဘုရားကဒီနေ့ဘုရားပွဲမှာထူးထူးခြားခြားလေးလေးဖြစ်အောင်ရွာသူရွာသားများလည်းမစားဘူးသေးတဲ့ဓာန်ပေါက်စားရအောင်ဓာန်ပေါက်ကျူးရန်ရွာလူကြီးများနဲ့တိုင်မင်းနဲ့ဘလို့လဲတကာတော့ပေးတင်ကြောင်းမှာဘုရားငွေတော့တော်တော်ကုန်မယ်ဘုရားဘိုးကောင်မစီပေါ့ကွယ်ကိုရွာသူရွာသားတွေတဝါကြီးစားကြတာပေါ့ဒါဆိုရင်မြိုင်းသားဓာန်ပေါက်ချက်တက်တဲ့ဓာန်ပေါက်စရာသွားခေါ်ပြီးတော့ရွာမှာပဲချက်ခိုင်းတာပေါ့ကောင်းတယ်ဟာဓာန်ပေါက်စရာခေါ်စရာမလိုပါဘူးဘုရား တစ်ချိန်လုံးငြိမ်နေတဲ့ကိုပါမောင်စကားကြောင့်ဆရာတော်ဘုရားကစိတ်ဝင်စားသွားတယ်။ဒါဆိုရင်ဘသူချက်မလဲ။တပည့်တော်ချက်ပါမယ်ဘုရား။ဟေးမင်းကချက်တက်လို့လားဘာမောင်။အာတပည့်တော်မြိုင်းသားမျိုးကဒံပေါက်ဆိုင်မှာ6လလောက်အလုတ်လုတ်ခဲ့တာပါဘုရား။ဟုတ်ရဲ့လားကွယ်။စိတ်ချပါဘုရား။ဒံပေါက်ချက်ကဘာမှမခက်ပါဘူးဘုရား။ကဲဒါဆိုရင်မနေ့ပြန်ဒီကဥတ်တပီတို့ကိုခေါ်ပြီးတော့မြိုင်းသားမှာလိုတဲ့ပစ္စည်းတွေတောက်ဝယ်ခြင်းမလိုပါဘူးဘုရား။ဘာပစ္စည်းမှမလိုပါဘူး။ရွာမှာအကုန်ရှိတယ်။ အရှင်ဘုရားစိတ်ချရနေပါဘုရား။ကိုဘမောင်ကရရဲ့ကြီးအာမခံလိုက်လို့ကျွန်တော်တို့လူကြီးအုပ်စုမှာဘာမှမပြောတာတော့ဘူး။ဘမောင်လွန်ခဲ့တဲ့၃နှစ်ကမြိုင်းသာတံပေါက်ဆိုင်မှာလောက်တာတော့ကြားဖို့တယ်။음ဒီကောင်ချက်တက်ခြင်းလဲချက်တက်မှာပါ။ကျွန်တော်တို့မှာရွာဘုရားပွဲအတွက်ဂျန်နေကိစ္စမြောက်တာဥစားပေးလောက်ကြရတယ်။ကျွေးမွေးချက်ပြုတ်ရေးကိုပါမောင်ကိုလွှဲထားပါတော့တယ်။အလူနဲ့မရောက်မီတညာလုံးချက်ပြုတ်ရတယ်။ကိုပါမောင်နဲ့ရွာကလေးများကချွေးတလုံးလုံးနဲ့နည်းနည်းမှလိုက်။ဘမောင်ရေဘလူလဲကွာမင်းတံပေါက အပြန်စားသာမှတ်လိုက်ပြီးတော့မနက်ဖုန်းကြီးဆုံးကတ်တော့ဓာတ်ပေါက်ဆုံးကိုကတ်ကြတယ်။ဆရာတော်ဘုရားကကိုပါမောင်ရဲ့ဓာတ်ပေါက်ကိုတက်လို့ဖုံးပေးပြီးတော့ဖြူးကနေထွေးကနေကိုထွေးပြလိုက်တယ်။ထို့နောက်မျက်နှာကြီးနေမြန်းပြီးတော့ဘာမောင်ဒီလာဆန်လာပါပြီဘုရားဖုံးပေးလို့ကောင်းရင်လားပြောဆန်ဒီဓာတ်ပေါက်ကိုဘလို့ချက်တာလဲ။အော်ဖုံးပေးလို့ကောင်းတော့နီးလို့ချက်မိတယ်နဲ့ပြောပါမယ်ဘုရား။ဓာတ်ပေါက်ဆိုတာထမင်းအဝါနဲ့အနီလေးတွေရောနေတဲ့ထမင်းကိုဓာတ်ပေါက်လို့ခေါ်ပါတယ်ဗျာဒီတော့ထမင်းကြက်တာနဲ့ ။ဦးရဲကိုနန်းနှင်းမုံရဲ၊မြေုပ်သီးမုံရဲရောပြီးနဲ့ချက်ထားတဲ့ကြက်တာဟင်းတုံးကို ပကံပေါ်တင်လိုက်တော့ထန်ပေါက်ဖြစ်ရော။ဇေယတော်ရဲ့ထွေးခံကဘာမောင်ပေါ်ရောက်သွားတယ်။အယူကနေ့ကထန်ပေါက်မောက်ဖို့ထမင်းကိုနန်းနှင်းမုံနဲ့မြေုပ်သီးမုံနေထားတဲ့နန်းနန်းစောစောဆက်ဆက်ကားကထမင်းကြီးရဲ့ပြောစံနေထန်ပေါက်ဆိုင်မှာလုတ်ခဲ့တယ်ဆို။တပည့်တော်ကစပွဲထူပါဗျာ။တော်တော်နေ့ဟာရီတုံးပြက်ကြက်သားနဲ့ထမင်းဖြူနယ်ပဲကျွေးတော့ဆရာတော်ရဲ့ပြစ်ချက်ကြောင့်ကိုပါမောင်လည်းခေါင်းဖူသွားတယ် ကိုဘမောင်မှာဒီလိုလူစားမျိုးဖြစ်တယ်။စင်ကိုလိပ်ဖြစ်အောင်ပြောတတ်တဲ့လူစားမျိုးလည်းဖြစ်တယ်။ဒီတံပေါက်ကိစ္စပြီးသွားတဲ့အခါမှာတော့ရွာမှာကိုဘမောင်နာမည်ကြီးသွားပါတော့တယ်။အဲ့ဒါလိုတက်ရောက်ကကိုဘမောင်တယောက်တနေ့ပြများရတယ်။မိမဖြစ်သူမိကြီးတယောက်နေရင်ထိုင်ရင်အပြင်းပြပြီးပါဇက်မှလည်းပေါက်ကြရတယ်ပြောတယ်။ကိုဘမောင်လည်းချိန်မကိုင်းမီလက်မကိုင်းမီဖြစ်နေတယ်။ကဲဘမောင်ဒီတိုင်းကြည့်မနေနဲ့ကြေးရွာစီကံပို့မှဖြစ်မယ်။အားလုံးကဝိုင်းပြောတော့ဘမောင်ခင်ဗျာမငင်းတော်လဲလက်မခံဘမောင်ကစမ်းစားပြီးနောက် ကျုပ်တည်ပြီးကျုပ်သားမျိုးတွေကုတာတွေ့ဘူးတယ်ညနေမှာအဖျားတက်ပြီးပါဇက်ကပေါက်ကြရတွေပြောတာရွာသူမိတာကျုပ်ကုတက်တယ်ဟဲ့ဘာမောင်ပေါက်ကြရတွေမလုံနဲ့ဟာခမရတို့ကြည့်နေဒါပယောဂဗျာဘာနားလေလဲဒါမျိုးဆိုတာကြမ်းပြီးမှဘာမောင်ကအင်းအောက်ကိုဆင်းပြီးတော့ဝါးကြိမ်လုံးတစ်ချောင်းကိုခုတ်ယူလာပါတယ်ဟဲ့ငါမိတ်ငါမိတ်မကိုနှောက်ရက်တဲ့ပယောဂအခုထွက်သွားစမ်းထွက်စမ်းပြောပြောဆိုဆိုနဲ့ကိုဘာမောင်ကသူ့မိမမိကြီးကိုရိုက်တော်တယ် ျွန်တို့တို့ကမနေသားတော့ဘူး။ဘိုက်ကလေးနဲ့အိမ်ကြီးချင်းတွေကကိုဘမောင်ကိုဝိုင်းချုပ်ပြီးတော့တိုင်မှာကျိုးနဲ့ချီထားလိုက်တယ်။ဘမောင်မိငင်းငင်းနေနော်။မငယ်ငါတို့ဝိုင်းရိုက်မှာ။ကျွန်တို့တို့လည်းမိကြီးကိုစေးရုံကိုနွားလဲနဲ့ခေါ်ယူခဲ့ရတယ်။ကျွန်တို့တို့ရွာမှာအတက်လုံးတက်ရောင်ကားများရဲ့ဇလန်းတစ်ခုသာရှိကြတယ်။နောက်လင်းတင်လည်းဆက်လက်ဖော်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ငယ်စဉ်ကညအိပ်ရာဝင် ပုံမြင်များကိုနားထောင်ရင်ပုံမြင်တွေမှာဇက်ကောင်တွေကကျွန်တော်တို့အတွက်ကြောက်စရာကောင်းသလို အားကြအတူယူပွဲရကောင်းကြတယ်။ပုံမြင်တဲကနဂါးကြီးကရွာထိတ်ညောင်ပဲမှာရှိရတယ်ကွာ။သို့တော့ငေရွယ်စင်ကဆွဲလန်းခဲ့တဲ့ကလေးဘွားကဒီအဆွဲကအသက်ကြီးတဲ့အထိဖြောင့်မရတော့ဘူး။ကျွန်ုပ်တို့ရွာရဲ့အလဲပိုင်းမှာနေတဲ့ဒေါ်ကြအုပ်ကိုမြင်နိုင်ငေစင်ကအဖေပြောတဲ့ပုံမြင်ကိုတွားတွားတတိယနေမိတယ်။ဒေါ်ကြအုပ်ကိုစိတ်ဆူအောင်တွားမလုံးနဲ့ထမင်းချုံလိုက်လက်ထဖြစ်သွားရော။ငေစင်ကဒေါ်ကြအုပ်ကိုစိတ်ဆူအောင်တွားတွားစားတယ်။ဒေါ်ကြအုပ်ကစိတ်မဆိုးတဲ့ပြင်ပြုံးပြုံးနေမှုအခက်ကြုံရတယ်။ ယခုအသက်ရောက်တဲ့အခါဒေါ်ကြအောင်မဖွားကြအောင်ဖြစ်နေချေပြီးလွန်ခဲ့တဲ့နှစ်များစွာကတည်းကခင်မွန်းတဲ့ဆုံးပါပြီးတော့တယောက်တည်းနေခဲ့ရရှာတဲ့ဒေါ်ကြအုပ်ကအထီးကျန်ဆန်စွာဇယကိုဖျက်တမ်းနေရရှာပါတယ်။ရွာသူရွာသားတွေကတဲ့ရောရောဝင်ဝင်မရှိလာဘူး။ယခုလိုဇယရောက်နေချိန်မှာတော့ရွာသားများကဝိုင်းဝန်းဖေးမှကုညီတက်ပါတယ်။တုံတုံချီချီနဲ့ရင်းငင်နေတဲ့ဒေါ်ကြအုပ်ကိုမြင်တိုင်းကျွန်တော်ဝိုင်းကူဖို့စဉ်းစားမိတိုင်းမသိမြင်စကားကြောင့်တွန်းဆုတ်တွန်းဆုတ်ဖြစ်သွားရတယ်။ရှင်တော့ တော့ကြောက်ကြွေးတာဘာမှမစားနဲ့ဥတော်သူနဲ့ရောရောဝင်မနေနဲ့သူကပညာတဲ့နော်တခုခုလုံးလိုက်ရှင်ဒုက္ခရောက်မှာတခါကလည်းရွာလေးကမောင်တယ်မေးကတော့ကြောက်ကိုစစောကားကားစကားများသွားပြောပြီးတော့ညဘက်မှာအောင့်နေပြအောင့်နေမျိုးစယုံကိုချက်ချင်းတင်လိုက်ရတယ်မျိုးစယုံကိုရပြီးတော့အချင်းခွဲစိတ်တော့ဗိုက်ထဲကအလုံးကြီးတစ်လုံးတွေ့ရတယ်ကြည့်ဒါဒေါ်ကြောက်ပြုစားတွေ့လားရွာမလူများကဘာမှမစင်စားဘူးတခုခုဖြစ်ရင်ဒေါ်ကြောက်လုတယ်လို့ပဲစွဲထင်နေကြတယ် ဒီလောက်ခက်မိတဲ့တိတ်ပံခက်ကြီးမှာဒါရီကိုရုံမနေစမ်းပါနဲ့တနေ့ကျွန်ုပ်နဲ့တကြီးပါစီကိုရွာလေးမှာတွေ့ကြတယ်။တကြီးကိုပြောမလို့ဒေါ်ချောင်းကိစ္စကိုစူစမ်းမအောင်သူကမြအတက်ကလည်းကြီးတုံချီချီနဲ့ဗျာသားသမီးကလည်းမရှိဘေးမှာကိုညီမဲသူကလည်းမရှိထမင်းကိုလည်းမနိုင်တနိုင်တဲ့ချက်ရေလဲငင်ရတနာပါတယ်။ဒေါ်ချောင်းအတွက်တကုတ်ကူစီစဉ်ရအောင်ဗျာ။ဟုတ်ပါကျတို့ရှိရနေပြစ်ထားလို့မကောင်းပါဘူးဗျာ။ဘလို့လောက်ချင်လဲ။ဒီလိုလောက်ဗျာ။ထမင်းကိုယ်တိုင်မချက်ရအောင်တိန်ကိုတရက် ထမင်းကြိုက်ပူကြရအောင်ရွာကတာရင်နိုင်အသိန်းဖွဲကလည်းတယောက်တလဲစီရေခတ်ပေးအဝိရှော်ပြီးကြရအောင်ဒါကောင်းတာပေါ့ဥတ္တပေးဥတ္တပေးစီယုံပြီးတော့အကောင့်ထဲဖော်လိုက်ပါဗျာကုသိုလ်ရတာပေါ့ကျွန်တော်ကတော့စေဝါဒါနာအမြဲတမ်းပြုမယ်ကျွန်တော်လည်းတကြီးပါစီတဘောတူပြီဆိုတော့ဒေါ်ကြာကိုစီသွားပြီးတော့ကျိုးချောင်းအတိပေးပြောရတယ်အဖွာနေကောင်းနေနော်ကောင်းနေလို့မဟုတ်ပါဘူးမှန်အခုလာတာဘယ်သူတော့မျက်လုံးကလည်းမကောင်းဘူးကွယ် ကျွန်တော်ကတွတ်ပေးပါ ရွာရှိပိုင်းကဥတည်ပေးရတာမဟုတ်ဆိုကြမြန်ရစာတွတ်ပေးပါ။ဩဒေါ်ချာဟုတန်ကအနေငယ်တိမ်ဝင်သွားပါတယ်။ဩတဲပီတဲပီမင်းဖေနဲ့ငါနဲ့ကတငယ်ချင်းတွေပေါ့ကွယ်။ဟုတ်ပါတယ်အဖေပြောမှုပါတယ်။ကျွန်တော်ခုလာတဲ့ကိစ္စတော့အပွားကိစ္စပဲ။အပွားမှာတာသမီလည်းမရှိအတက်ကလည်းကြီးပြီးနေထိုင်စားသောက်ဖို့အခက်အခဲရှိနေရဲ့။ဒီတော့ကျွန်တော်ကစီစဉ်တွေကိုပြောပြချင်ရာဒေါ်ချာဟုကရှင်လန်းဝမ်းမြောက်သွားတယ်။ဒါတို့ကွယ်ဒါတို့ တကြီးပါစီရလဲစေတနာပြုမယ်ဟုတ်လားကောင်းနေကောင်းနေအခုလိုအဖွားပေါ်စေတနာထားကြတော့အဖွားကျင်းနေပါပဲတကယ်တော့အဖွားအုပ်ကိုအခုလိုတရွာလုံးကဆုံးမကြီးလိုထင်ရအောင်လုပ်ကြတာအမှန်တကယ်တော့အဖွားဟာဘာမှတည်လဲမတည်တက်လဲမတက်ဘူးလူတယောက်ရဲ့စကားကြောင့်အဖွားဘဝကလူတော့မတူဝင်တော့တာဟုတ်လားဘာတူလဲရင်음ပြောချင်တော့ပါဘူးဒီလိုကွအဲ့လူဟာမြို့ဟာကောလိပ်ကျောင်းသားကွအဖွားလည်းရွာမှာကောနောင်ကင်ပေါ့ရွာပြန်ရောက်တော့တရွာလုံးကထင်နေရက အဖွားနဲ့အဲ့ဒီကောလိပ်ကျောင်းသားနဲ့ကလိုက်ဖက်ညီတယ်လို့ထင်နေကြတာအဖွားကလည်းသူ့ရဲ့မြစ်တောင်လက်ခံမယ်လို့ထင်နေကြတာမကြအိုးရဲ့ကြက်ကိုပါကြောင့်ညင်းပေရရလဲညင်းပေရတော့မဟုတ်ပါဘူးကျမရင်ထဲကဘလို့မှမြစ်တာတတ်ဝင်လို့မရလို့ပါရက်ဆက်လိုက်တာကျုပ်ကတော့ကြာအောင်မကြအောင်ပဲတန်တန်ဆွေးနေအားမြို့မှာကောလိပ်ကျောင်းသားဆိုပေမဲ့ဘယ်မတည်းဦးမှမကြိုက်ခဲ့ဘူးဒီကြာအောင်မကြအောင်ပါခဲ့ပါနောက်ဘွားကြရင်ဒါပြန်ချက်နိုင်အောင် ကျမစူးစမ်းပါမယ် မယောင်းမယောင်းအခုပြန်ကြိုက်ရှင်ဒီလိုအနိုင်မကျက်ပါနဲ့အနိုင်ကျက်တာမဟုတ်ဘူးချစ်လို့မိုက်တာပြောလို့မရအောင်လာခဲ့အဲ့ဒါလိုပါရိုက်လိုက်တော့သူကရှက်သွားပြီးအဖွားကိုတကယ်အညှို့တကြီးနဲ့ညှို့တော့တာပဲအဆိုးဆုံးကတော့တနေ့တမနက်အင်းရှိမှထမင်းကြီးစောက်တိုးချိတ်ပြီးတော့တင်ညာကုန်းကလူရိုးကောင်းကွန်ကြီးကိုလာချိတ်တာပဲအဲ့ဒါလိုချိတ်ပြီးရွာလေးကိုတည်င်းတွေလွှင့်နေမကြောက်ကလူသားမင်းကလေးစစ်စစ်မှောက်ဘူးတဲ့စုံးကဝေမာတဲ့လာပြင်းနေ냐ဆိုရင်တပြက်စီကြီးစီးပြီးတော့ တင်ញိုင်းကောင်းမှာအလောင်းတွေကိုဖော်စားတယ်တဲ့အဲ့ဒါလို့တရွာလုံးတီတူတီတူလိုက်ပြောနေတော့တရွာလုံးကလည်းအဖွားကိုစုံးမကြည့်လို့ထင်လာကြတာဒါနဲ့ဖွားလဲအိတ်တန်ကိုမခံနိုင်လို့တရွာသားနဲ့အိမ်တောင်ပြုတ်လိုက်ပြီးတော့ဒီရွာကိုပြောင်းသွားတာဒါပေမဲ့၅နှစ်လောက်ပဲပေါင်းလိုက်ရတယ်အဖွားယောက်ျားစုံးပါသွားတော့ဒီရွာကိုပြန်ရောက်လာတာပဲဟုတ်ပြီအဖေငငယ်တုန်းကဒေါ်ကြအိုးဆိုတဲ့စုံးမကြီးပုံမျိုးကိုအမြဲတမ်းပြောတာလက်ဆက်သက်တော့အဲ့ဒီစုံးမကြီးကအဖွားပေါ့ဟုတ်တယ်အဖွားကိုရည်ရွယ်ပြီးပြောတာ အဖွားကိုမရလို့အပုတ်ချပြီးတော့လိုက်ပြောတာအဲ့ဒီဆုံးမကြီးဒေါ်ကြဦးဆိုတဲ့ပုံမြင်ကိုတီထွင်တဲ့သူဟာတခြားမဟုတ်ဘူးမင်းရဲ့အဖေဒဲ့ပြီပဲဟဲ့ဗျာအဖေကမဟုတ်မဟုတ်ပုံမြင်တွေကိုပြောတာဟုတ်တယ်သူကြောင့်ငါမှဒီဘွားဖြစ်နေရတာအသေးနာတယ်ဟာအဖွားကျွန်တော်တကယ်မသိရပါဒီအတွက်တောင်းပန်ပါရယ်ဗျာတောင်းပန်ပါရယ်အဖွားစိတ်ထဲမှာဘာမှမထားတော့ပါဘူးကွယ်ကျွန်တော်မှငယ်စဉ်ကရုံမတန်နေရဖြစ်ခဲ့ရတဲ့ပုံမြင်များက ယခုချိန်ထိဆွဲလန်းနေသေးရတယ်။လူကြီးများရဲ့စိတ်ထဲရှိရာပြောပြတဲ့ပုံမြင်တွေက ကလေးတွေရဲ့ငယ်စဉ်စိတ်ကိုလွှမ်းမိုးစေနိုင်ကြောင်းကျွန်တော်ကောင်းကောင်းကြီးသဘောပေါက်နားလည်ခဲ့တယ်။အဖေထဲပြီးပါဆက်စော်တဲ့ပုံမြင်ကြောင့်ကျွန်တော်မှာအပွားချောင်အားတည်ဆုံးတဲ့အထိတာဝန်ယူရန်ဆုံးဖြတ်လိုက်ပါတော့တယ်။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနာဆက်နေတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။